33ကြိမ်မြောက်ထိုင်းလန်စီဂိမ်းရွေးစဉ်အစဉ်အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုခွဲဝေမှုဇယားကတော့ဒီနေ့မှာတော့ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။အုပ်စုအေမှာတော့ထိုင်းကမ္ဘောဒီးယားစင်ကာပူအင်ဒိုနီးရှားအတင်းတို့ပါဝင်သွားမှာဖြစ်ပြီးတော့အုပ်စုအေပွဲစဉ်တွေကိုတော့ဒီဇင်ဘာ၄ရက်နေ့မှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စု B မှာတော့ BNM မြန်မာဖိလစ်ပိုင်မလေးရှားအတင်းတို့ပါဝင်ကစားသွားမှာဖြစ်ပြီးတော့အုပ်စု B ပွဲစဉ်တွေကိုတော့ဒီဇင်ဘာ၅ရက်နေ့မှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ ထိုင်းလူရေးစင်မျိုးသမီးအသင်းကတော့အင်ရှန်အသင်း BB အုပ်စု A မှာအင်အားနဲ့အသင်းနေနဲ့ပါဝင်နေပြီးတော့ semi final အဆင့်ကိုအုပ်စုပထမနေရာကနေအလွယ်တကူတက်ရောက်သွားနိုင်မှုရှိပါတယ်မြန်မာလေဆိပ်မျိုးသမီးအသင်းကတော့အုပ်စုပြည်မှာထိပ်သီး BNN ပြီးခဲ့တဲ့ ASEAN မျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာပူပူလွေ့လွေ့အနိုင်ရယူခဲ့တဲ့ဖိလစ်ပိုင်အသင်း၊အင်အားနယ်အသင်းဖြစ်တဲ့မလေးရှားအသင်းတို့နဲ့အတူကြာရောက်နေပါတယ်။ 2025အာဆီယံမြေသမီးချန်ပီယံရှစ်ပြိုင်ပွဲတုန်းကလိုပဲမြန်မာအသင်းအုပ်စုတရေကအုပ်စုချက်အတွင်းမှာထပ်မံရောက်ရှိနေပြီးတော့ BNN ဒါမှမဟုတ်ရင်ဖိလစ်ပိုင်အသင်းတသင်းကိုတော့မိမိရဲ့အကြော်ဖြတ်နိုင်ယူဖို့အထူးလိုအပ်လာပါတယ်။အုပ်စုဒုတိယနေရာနဲ့ semi final အဆင့်တက်ပြီဆိုရင်အုပ်စု A ကထိုင်းအသင်းတို့က2025အာဆီယံမြေသမီးချန်ပီယံရှစ်ဆီမီဖိုင်နယ်ရှုံးကြွေးကိုပူပူနေနေပြန်ဆက်ဖို့စောင့်နေပါလိမ့်မယ်။ အောက်စုဘီအတွင်းမှာမြန်မာတို့ကိုဖိလစ်ပိုင်တို့ကလည်းမြန်မာကိုပြန်လဲခြုံကျွေးဆက်ဖို့အတွက်ရှိနေပါသေးတယ်။စီကဲမြို့သမီးဘောလုံးပြိုင်ပွဲတမိုင်းတစ်လျှောက်မြန်မာမြို့သမီးအသင်းကတကြိမ်တစ်ခါမှချန်ပီယံမဖြစ်ဘူးသေးပါဘူး။ဒီနှစ်ပြိုင်ပွဲချန်ပီယံဆုရယူဖို့အတွက်ဘောလုံးချစ်ပရိသတ်ကြီးကလည်းရည်မှန်းထားကြပါတယ်။အောက်စုဘလောက်ကြက်တယ်ပဲပြောပြောမြန်မာမြို့သမီးလက်ရွေးစင်အသင်းကတော့အဆင်ပြေမယ်လို့တော့ယုံကြည်နေမိပါတယ်။ ဘာလို့လဲဆိုတော့အခုချိန်မှာမြန်မာမျိုးသမီးလေးစားရင်တင်ကိုမြန်မာပြည်သက်အလုံးကလိုက်ပါဆောင်းရှောက်ဝင်းရံအပေးနေကြတော့ကြောင်းဖြစ်ပါတယ်။လက်ရှိအုပ်စုခွဲဝေမှုအနေထားအရထိုင်းလေးစားမျိုးသမီးအတင်ကတတိယနေရာကြည်တသိစုအတွက်လိုရမေယာပြင်ဆင်ပြီးအ ਨੇ ဆုံးတော့တတိယအတွက်ဖန်တီးထားတာပဲဖြစ်ပါတယ်။ထိုင်းလန်စီကမျိုးသားဘောလုံးအုပ်စုခွဲဝေမှုဇာတ်ရည်ကတော့ group A မှာထိုင်းကမ္ဘောဒီးယားဒီမိုလက်စ် group B မှာ BNN မလေးရှားလာအို group C မှာတော့ Indonesia မြန်မာဖိလစ်ပိုင် စင်ကာပူတို့ပါဝင်ကစားသွားကြမှာဖြစ်ပါတယ်မြန်မာ U23 Man U23 အုပ်စုမဲခွဲထားတာကိုတော့လက်ခံနိုင်စရာရှိပေမဲ့လေးစဉ်အမျိုးသမီးရဲ့အတင်းအုပ်စုမဲခွဲထားတာကြီးကတော့တော်တော်လေးကိုရုပ်ပေါက်လွန်ပါတယ် အာဆီယံအဆင့်မှာအမျိုးသားအသင်းတွေကအန်ဒါဒရော့အသင်းတွေဖြစ်တာကြောင့်မြန်မာယူ23အသင်းအတွက်ဘယ်အုပ်စုပဲကြကြအုပ်စုကြပါတယ်လက်ရှိ အုပ်စုအခြေအနေအရမြန်မာယူ23အသင်းကအုပ်စုအောင်ဖို့ဆိုတာထက်ရုပ်ပြစင်ပြက်ကိုပြက်မရှုံးဖို့ကိုပဲမျှော်လင့်ရမှာဖြစ်ပါတယ် single round robin system နဲ့ကျမတို့မှာ man fuse group မှာတော့ thai indonesia vietnam မြန်မာ malaysia ၅သင်းကရှင်းမဲ့ကစားသွားမှာဖြစ်ပါတယ် စီကဲဝူမန်ဖူဆဲအုပ်စုခွဲဝင်မှုဇေယျကတော့ group A မှာထိုင်းရယ်မလေးရှားရယ်ဖိလစ်ပိုင်ရယ်ပါဝင်နေပြီးတော့ group B မှာတော့ BNN မြန်မာအင်ဒိုနီးရှားအသင်းတို့ကပါဝင်ရှင်မဲ့ကစားသွားကြမှာဖြစ်ပါတယ်။ဘောလုံးကစားတင်ဆက်မှုတွေကိုကြားနေတဲ့ဆိုရင်တော့ subscribe line comment လေးပြုတ်သွားပေးကြပါအခုလိုနောက်ထပ်တင်ဆက်မှုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်။